ယူကရိန်းလေရင်ပစ်တရလက်ချက်ကြောင့်ရုရှားစစ်ရဟရင်၄စင်းကတော့ကြက်ကြသွားပါတယ်။ရုရှားနိုင်ငံထဲမှာပဲစစ်ရဟရင်၄စင်းကိုပစ်ချဖျက်ဆီးခဲ့တယ်လို့ယူကရိန်းကသတင်းထုတ်ပြန်ပါတယ်။ရုရှားနိုင်ငံဘဲဂိုရော့ပြည်နယ်တက KA-52 တိုက်ခိုက်ရေးရဟရင်၂စင်းနဲ့ပို့ဆောင်ရေးမီ8စင်းကိုလောဝရဟရင်ကွင်းလောက်ထားတဲ့နေရာမှာပဲပစ်ခတ်ဖျက်ဆီးခဲ့တာလို့ယူကရိန်း2တပ်ဖွဲ့ကမလ24ရက်နေ့ကဗီဒီယိုသတင်းထုတ်ပြန်ပါတယ်။ မေပြင်ထူးတက်ဖွင့်တဲ့ဒုံးကျည်တက်တွေပူပေါင်းပြီးတော့ရုရှားနိုင်ငံအတွင်းပိုင်းထိထိုးပေါက်အပ်ခတ်ပြီးတော့စစ်စင်ကြီးလှုပ်လိုက်တာဖြစ်ပါတယ်။ဘဲဂိုရော့ပြည်နယ်တွေကယဟင်အင်းနဲ့လျှက်ပြက်တိုက်ခိုက်နိုင်ဖို့လှုပ်ဝဲယဟင်အင်းကွင်းလှုပ်ထားတာကိုမေပြင်ထူးတက်ဖွဲ့တွေကရှာဖွေတွေ့ရှိခဲ့ပြီးနောက်တန်းဒုံးတက်ဖွဲ့ကပြစ်ခတ်ဖျက်ဆီးခဲ့တာလို့ဗီဒီယိုသတင်းထုတ်ပြန်ကြမှာဖော်ပြပါတယ်။ ယူကရိန်းတပ်တွေဟာမလဆက်ရှင်တွေကစပြီးဘယ်ဂိုရော့ပြည်နယ်တဲကိုထိုးပေါက်မြောက်လာပြီးဒေသတချို့ကိုတိမ့်ပိုက်ထားကြောင်းလဲရုရှားစစ်မှုရေးသတင်းတောင်တွေကဗီဒီယိုနဲ့တကွပေါ်ပြလာတာတွေ့ရပါတယ်။ယူကရိန်းရဲ့အထူးအဒီလိုမျိုးတိုက်ခိုက်မှုတွေဟာအမေရိကန်ကဂျာဝင်စေဆက်ပေးထားတဲ့ရုရှားယူကရိန်းအပြစ်ခတ်ရစရေးကိစ္စမှာတစ်ဖက်သက်ချိုးဖောက်မှုပဲဖြစ်နေတယ်ဆိုပြီးတော့ရုရှားဘက်ကဆွဆွဲပါတယ်အခုလိုမျိုးတိုက်ခိုက်တဲ့ရုရှား ယူကရိန်းတပ်တွေကိုရုရှားအနေနဲ့ပြန်လည်လက်စားရှိတိုက်ခိုက်မယ်ဆိုပါတယ်ရုရှားနဲ့အမေရိကန်ကြားရ30အပြည့်ခတ်ရစဲဖို့လဲလောလောဆယ်မှာညှိနှိုင်းထားတာဖြစ်ပြီးတော့ယူကရိန်းနဲ့ရုရှားဟာအပြန်အလှန်ဆိုသလိုအခြေခံအဆောက်အုံတွေစွန့်ရင်အဆောက်အုံတွေကိုမတိုက်ခိုက်ဖို့လက်မှတ်ထိုးထားတာဖြစ်ပါတယ်ဒါပေမဲ့အခုယူကရိန်းကတိုက်ခိုက်တဲ့အတွက်ကြောင့်ဒါဟာကြော်လွန်သွားပြီဆိုပြီးတော့ရုရှားဘက်ကပြောပါတယ်ဒါကြောင့်ရုရှားဘက်ကလည်းအပြန်အလှန်အားဖြင့် ယူကရိန်းပေါ်တိုက်ခိုက်မယ်လို့ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီးမာရီယာဇာခါရိုဘာကပြောပါတယ်။ မလ19ရက်နေ့ကစပြီးတော့ရုရှားစွန့်အင်ခြေခံဆောင်တွေကိုစတက်တက်ခိုက်တာခံခဲ့ရတယ်လို့ပြောပါတယ်။စွန့်အင်ခြေခံဆောင်တွေပြင်လူနေအိမ်တွေနဲ့လူမှုအဖွဲ့အစည်းတွေကိုပါဒရုန်းတွေနဲ့တိုက်ဖို့ယူကရိန်းစစ်တပ်ကညွှန်ကြားထားတာလို့ဇာခါရိုဘာကဆိုပါတယ်။အမေရိကန်အနေနဲ့ယူကရိန်းကိုလက်နက်နဲ့ထောက်လှမ်းတဲ့တဲ့နေ့ဆက်လက်မကူညီသင့်တော့ဘူးလို့ဆိုပါတယ်။ဒီလိုဇက်လက်တက်ခိုက်နေမှဆိုရင်တော့ရုရှားအနေနဲ့လည်းယူကရိန်းရဲ့စွန့်အင်ခြေခံဆောင်တွေကိုလက်တုံ့ပြန်တက်ခိုက်ရလိမ့်မယ်လို့ဇာခါရိုဘာကပြောသွားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ယူကရိန်းမှာငြိမ်းချမ်းရေးတပ်ဖွဲ့တွေထားရှိဖို့ဆိုတဲ့ပြည်တင်းဆိုးရရဲ့အစီအစဉ်ကိုအမေရိကန်ကပယ်ချလိုက်ပါတယ်။ယူကရိန်းမှာပြစ်ခတ်ရစဲရေးကိုအထောက်ပံ့ဖြစ်စေဖို့နိုင်ငံတကာတပ်ဖွဲ့တစ်ခုဖွဲ့စည်းဖို့ပြည်တင်းဝန်ကြီးချုပ်ဆာကီယာစရာမားရဲ့အစီအစဉ်ကိုဒေါ်နယ်ထရန့်ထူးကိုယ်စားလှယ်စတီဗ်ဝစ်ကော့ကဒါဟန်ရေးပြနေတာတကယ်ထိရောက်တဲ့လုံမဟုတ်ဘူးဆိုပြီးပယ်ချလိုက်ပါတယ်။စတီဗ်ဝစ်ကော့ကဒီအစီအစဉ်ဟာ ဖြစ်တဲ့ငွေကြီးချုပ်နဲ့တခြားဥရောပခေါင်းဆောင်တွေအနေနဲ့သူတို့ကိုသူတို့ Winston Churchill လို့ဖြစ်ရမယ်ဆိုတော့ရိုးရှင်းလုံးရဲ့အယူဆပေါ်အခြေခံထားတာလို့ဆိုပါတယ်။ Wisco ကရုရှားသမ္မတပူတင်ကိုချီးကျူးလိုက်ပြီးပူတင်ကိုကျွန်တော်သဘောကျတယ်လို့အင်တာဗျူးမှာပြောပါတယ်။ကျွန်တော်ပူတင်ကိုလူဆိုးလို့မသတ်မှတ်ပါဘူး။သူကအယံစမတ်ဖြစ်တယ်လို့ဆိုပါတယ်။ရုရှားတွေကဥရောပတလွာချီတက်လာမယ်ဆိုတာဒိတ်ပေမရှိကြောင်းနဲ့ ဒုတိယကမ္ဘာစစ်မှာမရှိခဲ့တဲ့နေတိုးဆိုတာအခုကျွန်တော်တို့မှရှိနေပြီလို့ပြောပါတယ်။စတီဝတ်စ်ကပြီးခဲ့တဲ့10လောက်ကပူတင်နဲ့တွေ့ဆုံခဲ့ပြီးရုရှားသမ္မတဟာသူ့ပေါ်ရင်ကျေးပြီးယူသခဲ့တယ်လို့ဆိုပါတယ်။သူကရုရှားသိမ်းထားတဲ့ဒေသလေးခုမှာလူမှုစန္ဒခံယူပွဲတွေပြုလုပ်ခဲ့ပြီးလူအများစုကရုရှားအုပ်ချုပ်မှုအောက်မှာနေကျင်ကြတယ်လို့ဖော်ပြခဲ့ကြောင်းပြောပါရယ်။ဒါပေမဲ့ဒီစံနာခံယူပွဲတွေဟာတိမ့်ပိုက်ထားတဲ့နေရာတချို့မှာသာပြုလုပ်ခဲ့တာဖြစ်ပြီး ဆန္ဒခံယူပုံနဲ့ရလတဲ့ကိုအယုံကြည်မရှိပဲကြက်ကြက်ပြက်ပြက်ဝေဖန်ခံထားရတာဖြစ်ပါတယ်။ရုရှားသိမ်းထားတဲ့ဒေတာလေးခုဟာရုရှားဘာသာစကားပြောတယ်ဆိုပါတယ်။တကယ်ကယူကရိန်းမှာရုရှားစကားပြောတဲ့နေရာတွေရှိပေမဲ့ဒါကရုရှားကို ထောက်ခံတယ်လို့ဘယ်တော့မှမဆိုလိုခဲ့ပါဘူး။ပင်လယ်နဲ့ရေပြင်ပြည့်ခတ်ရစရေးကိုနောက်တစ်ပတ်လောက်တွင်ကောင်းထယ်ဖော်မယ်လို့စတီဝစ်ကော့ကပြောခဲ့ပြီးချက်30ပြည့်ခတ်ရစရေးဟာတိမ်မွေးတော့ဘူးလို့ဆိုပါတယ်။ပူတင်ကတော့ သူကကျူးကျော်ရခြင်းအရင်းခံအကြောင်းရင်းဟာနေတိုးနဲ့မြေချက်တွေမူကရုရှားကိုချင်းချောက်လာတာလို့ထပ်ခါတလဲလဲပြောနေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ Israel ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် Hamas နိုင်ငံရေးခေါင်းဆောင်တို့တေဆုံးသွားတယ်ဆိုပါလေ။ဂါဇာကမ်းမြောင်းကိုအစ္စရေးတပ်တွေကဆက်လက်တိုက်ခိုက်နေပြီးခံယူနေမြို့မှာဘုံကျက်ခဲ့လို့တရက်အတွင်းဟာမတ်စ်နိုင်ငံရေးကောင်းဆောင်တဲ့အရာရှိအပါအဝင်ပါလက်စတိုင်း34ဦးထပ်မံနေသေဆုံးခဲ့ရပါတယ် အစ္စရေးတပ်တွေဟာလက်ဘရွန်တောင်ပိုင်းမှာဒုံးကျည်နဲ့ပြစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက်လူခုနှစ်ဦးထက်မနည်းသေဆုံးခဲ့ရတာပါဟစ်ဘိုလာနဲ့လုံခဲ့တဲ့လေလာကရထားတဲ့ပြစ်ခတ်ရစရေးသဘောတူညီချက်ကိုလည်းအနေရဖြစ်စေပါတယ်အစ္စရေးရဲ့ဂါဇာစစ်ပွဲမှာပါလက်စတိုင်း4800ကျော်ထက်မနည်းသေဆုံးခဲ့ပြီးတသိန်း1000ကျော်ဒဏ်ရာရခဲ့တယ်လို့ဂါဇာကျန်းမာရေးဌာနကပြောပါတယ်ဂါဇာကမ်းမြောက်အစိုးရမီဒီယာရုံးကတော့တေဆုံးသူဟာ6000ကျော်သွားပြီပြောပါရယ်အပြည့်အစုံနဲ့ပါလက်စတိုင်းထောင်ကြီးရှိနေပြီး သူတို့ကိုတော့တေဆုံးပြီလို့ယူဆနေရတာဖြစ်ပါလိမ့်။အခုလိုမျိုးအပြန်အလှန်တိုက်ခိုက်မှုတွေဟာဘာမှအကျိုးမရှိကြောင်းနဲ့ငင်းချင်းရဲ့အတွက်ပြန်ဆသင့်တယ်လို့လေးလာသူတွေကပြောပါလိမ့်။နောက်အပြင် လက်ဘရွန်ကို အစ္စရေးကဒုံးကျည်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက်မှာငင်းချင်းရဲ့အပြစ်ရဲ့ရေးပြပြားမှာစိုးရိမ်နေရပါလိမ့်။ နိုဝင်ဘာမှာပြစ်ခတ်ရဲ့ဆယ်ရီစတင်တော်ဝင်ပြီးနောက်လက်ဘရွန်ကနေအစ္စရေလကိုဒုံးကျည်တွေနဲ့ပြစ်ခတ်မှုကိုလက်တုံ့ပြန်တဲ့အနေနဲ့လက်ဘရွန်မှာရှိတဲ့ဟစ်ဘိုလာပြစ်မှတ်တွေကိုအစ္စရေလကလေကြောင်းကနေပြန်လည်တိုက်ခိုက်ပါတယ် နှစ်ဖက်ကြားလက်ရှိပြန်လည်တိုက်ခိုက်မှုတွေဟာအစ္စရေးနဲ့ဟစ်ဘိုလာတို့ကြားတနစ်ကြော်ကြာပဋိပက္ခကိုအဆုံးသတ်စေတဲ့အမေရိကန်နဲ့ပြင်သစ်တို့ကမကထာပြုတဲ့အပြစ်ခတ်ရစရေးပြက်ပြားလာမှာကိုနိုင်ငံတကာကစိုးရင်ပူပန်မှုမြင့်တက်နေပါတယ်။ပထမကြိမ်တိုက်ခိုက်မှုပြီးနိုင်ပိုင်းကြာမှာလက်ဘရိုမှာရှိတဲ့လက်နက်တူလုံရုံနဲ့ပါဝင်ဟစ်ဘိုလာကုကေးစကန်နေလက်နက်တိုက်တဲ့အပါဝင်ပြစ်မှတ်အများအပြားကိုဒုတိယလှိုင်းဖြစ်တိုက်ခိုက်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်။ တိုက်ခိုက်မှုတွင်မှာကလင်းငက်တို့ပါဝင်လူခဏဦးသေဆုံးပြီး40ထက်မနည်းဒဏ်ရာရတယ်လို့ Lebron ကျမ်းမာရေးဝန်ကြီးဌာနကပြောပါတယ်။ Lebron မှာ Hezbollah ပါဝင်ပါလက်စတိုင်းလက်နက်ကိုင်ဖွဲ့တွေရှိလို့ Israel ဘက်ကတိုက်ခိုက်မှုဟာဘသူလက်ချက်မှန်းမသိရပါဘူး။ဂါဇာခြေဆိုင်ဟာမတ်တို့ကအစ္စရေးကမြေပြင်နဲ့ဝေဟင်စစ်စင်ရေးတွေပြန်စတင်ပြီးနောက်မကြာခင်မှာအစ္စရေးဘက်ကလက်ဘရွန်ကဒုံးကျည်တွေနဲ့ ိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နိုင်ငံမြောက်ပိုင်းမီတူလာမြို့မှာဒုံးကျည်သုံးစင်းကိုဂျားဖြတ်ဟန်တားခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်။ဟစ်ဘိုလာတို့ကတော့ဒီတိုက်ခိုက်မှုမှာပအဝင်ပတ်သက်မှုမရှိဘူးလို့ညွှန်ဆိုထားပြီးအပြစ်ခတ်ရစရိတ်ကိုဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ဆိုထားပါတယ်။အပြစ်ခတ်ရစရေးကိုချိုးဖောက်ကြနှစ်ဖက်လုံးကတော့အပြန်အလှန်ဆွဆွဲနေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ထိုင်းလွတ်တော်မှာဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝတ်အယုံကြည်မရှိအဆိုစတင်ဆွေးနွေးနေပြီဖြစ်ပါတယ်အတိုက်ခံဘက်မှပေတုံတန်အခွန်ရှောင်းချောင်းတင်ပြပြီးဒုတက်ချုပ်ဟောင်းပရဝတ်ကပါ နိုင်ငံရေးဟာအပြော်ရက်လေးကျင်ရင်ကွေးမဟုတ်ဘူးဆိုပြီးတော့ဆွဆွဲတိုက်ခိုက်နေပါတယ်။မလ24ရက်နေ့မှ26ရက်နေ့ထိထိုင်းလွတ်တော်မှာလက်ရှိဝန်ကြီးချုပ်ပေတုံဒန်ပေါ်အယုံကြည်မရှိအဆိုတင်သွင်းထားမှုတွင်ကနဦးဒီဘိတ်ခန်းနာစတင်ရာဝန်ကြီးချုပ်ပေတုံဒန်ကိုမျက်နှာမူပြီးဝေဖန်ပြစ်တင်မှုများစွာနဲ့စကလုံးတိုက်ပွဲပြင်းထန်နေပါတယ်။ ဒီဘိတ်ပထမနေ့မှာပဲအတိုက်ခံပါတီကြီးဖြစ်တဲ့ပြည်သူပါတီမှခေါင်းဆောင်နတ်တာပေါင်ပရန်ပါဝတ်ကပေတုံတန်အခွန်ဘတ်တန်ပေါင်းများစွာရှောင်းနေခြင်းတိုင်းပြည်စီးပွားရေးအကျတဲ့ကိုမဖြေရှင်းပေးနိုင်ခြင်းဒီအကြောင်းတွေကိုဆွဆွဲဝေဖန်ခဲ့သလိုအာနာသိငယ်မှုမှာအဓိကကျတဲ့ထိုင်းဒုတက်ချုံအောင်ပရာဝတ်ကိုနိုင်ကလည်းတက်ရောက်ပြီးတော့ပေတုံတန်ဟာအပျော်တန်းအဆင့်နဲ့ဝန်ကြီးချုပ်ရာထူးကိုယူထားပြီးတော့နိုင်ငံကိုအပျော်တန်းလေ့ကျင့်ရေးကွန်မတ်နေတယ်လို့ဝေဖန်တတ်ခဲ့ပါတယ် ဲ့ဒီပြည်သူ့ပါတီဆိုတာဟာရခိုင်ရွေးကောက်ပွဲအနိုင်ရခဲ့တယ်။ Move Forward ပါတီဖြတ်သိမ်းခံရပြီးနောက်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ပါတီဖြစ်ပါလေ။ပါတီခေါင်းဆောင်အပါဝင်10ဦးဟာနိုင်ငံရေးလှုပ်ခွင်တားမြစ်ခံထားရတာလည်းဖြစ်ပါလေ။ဒါမဲ့ပြည်သူ့ပါတီခေါင်းဆောင်နေတာပေါင်ကပိတ်တုံတဟာနိုင်ငံပြည်ထနာများကိုဖြည့်ရှင်းပေးဖို့အတွေ့အကြုံနေပါသလိုအားဆိုင်မှုမရှိကြောင်းနိုင်ငံစီမံခန့်ခွဲမှုအပိုင်းနဲ့ပတ်သက်ပြီးဘ ഹു ဒုရနေပါကြောင်းထိုင်းနိုင်ငံမှာလေဒုညဉ့်ညံမှုပြည်ထနာကြီးကိုလည်းမဖြည့်ရှင်းနိုင်ကြောင်း လျှက်စင်မီတာခါကြီးမြင့်ခြင်းနဲ့ငားလုံငန်းနဲ့ဂေဟာစနစ်ကိုပြက်စီးစေတယ်။အာဖရိကမှာမေယိုမဲတလာဘီယာကျူးကျော်ငားမျိုးစိတ်ပြန့်နှံ့နေမှုတွေကိုမတားဆီးနိုင်ခြင်း။မဲဆွဲကာလကဖြူထိုင်းပါတီကတိပေးခဲ့တဲ့အတိုင်းနိုင်ငံသားတွေကိုဗတ်တောင်းပေးဝေခြင်းဖြင့်စီးပွားရေးပြန်လည်တက်နိုင်ခြင်းမရှိတာကိုသူသည်နဲ့ဆက်လက်လှုပ်ဆောင်နေကြောင်းအဲ့ဒီလိုလုပ်တဲ့အတွက်ကြောင့်ငွေကြေးဖောင်းပွားမှုကပုံမှုမြင့်တက်ခဲ့ကြောင်းဖောက်ခင်ဝန်ကြီးချုပ်ဟောင်းသက်စင်ရဲ့အတန်းဟာဝန်ကြီးချုပ်အစားနိုင်ငံအတွက် ကိုစားပြုတ်လို့ဖြစ်နေခြင်းကြောင့်ဝန်ကြီးချုပ်ကယုံကြည်မရှိဖြစ်ကြောင်းထောက်ပြပြောဆိုသွားပါတယ်။ပြည်သူ့ပါတီမှနောက်ထပ်အကြီးအကဲကလည်းပေတုံတန်ဟာသူမရဲ့မိခင်အကိုအမဦးလေးအတော်အဆရှိတဲ့ဆွေမျိုးတွေပိုင်တဲ့ကုမ္ပဏီတွေကလည်းဘက်၄.၄ဘီလီယံတန်ကြီးရှိတဲ့ရှယ်ယာများစွာကိုလက်ခံရမှာအမွေဆက်ခံခွန်လည်းမပေးဒီခွန်ပမာဏဟာနိုင်ငံရဲ့စင်းရဲတဲ့ကလေးတွေနဲ့တက်ကြီးရွယ်ဦးတွေအတွက်ပေးတယ် အစိုးရတတချောင်းချီရင်ငူကြီးရဲ့၁၄ရာခိုင်နှုန်းထိရှိနေရအခွန်မဆောင်သူကနိုင်ငံဝန်ကြီးချုပ်မဖြစ်သင့်ဘူးလို့ကြကြလက်ကြထောက်ပြဝေဖန်သွားပါတယ်။အာနာသိမှုမှအဓိကကြခဲ့ပြီးဖြူထိုင်းပါတီအာနာရနာပြီးနောက်လွှတ်တော်ကိုမလာတော့တဲ့ဒုက္ကချုပ်ဟောင်းပလောက်သားချက်ပါတီကောသောပရာဝတ်ကလည်းအခုဒီဘိတ်မှာလွှတ်တော်ထဲပြောင်းဝင်လာခဲ့ပြီးကမ္ဘာ့ဗန်နဲ့အပြည်ပြည်ဆိုင်ရာငွေကြေးရမုံငွေဖွဲ့တော်မှာပေတုန်နဲ့စီစဉ်တဲ့ နိုင်ငံသားများအားပတ်တောင်းအခမဲ့ထုတ်ပေးတဲ့အစီအစဉ်ဟာတိုင်းပြည်စီးပွားရေးပြန်တိုးတက်လာစေဖို့မရှိလို့အတိပေးထားတဲ့ကြားမှာဆက်လက်ထုတ်ပေးနေတယ်ဆိုပါတယ်။2000ခုနှစ်ကကမ္ဘောဒီးယားနဲ့နားလည်မှုစာချုပ်လောနိုင်ငံရေးမူဝါဒသဘောတူညီချက်တွေလက်ခံရမှာထိုင်းရေကြောင်းနဲ့တယန်ဇာတာနယ်မြေပိုင်ဆိုင်မှုတွေစိုးရတဲ့အခြေအနေရောက်ရှိစေခြင်းကာစီနိုလုပ်ငန်းတွေကိုတရားဝင်ဖွင့်လှစ်ဖို့စီစဉ်ခြင်းဟာလူများကို တရားမဝင်လုံဆောင်ချက်တွေပုံမှုဖြစ်ထွန်းလာစေပြီးငွေကြေးခွာချမှုတွေထမှန်မြင့်မားကတိုင်းပြည်အန္တရာယ်ဖြစ်စေနိုင်ခြင်းတာဝန်ယူခွင့်တာဝန်ခံခွင့်မရှိတဲ့ဖခင်တပ်စင်ရဲ့ကိုအစိုးရအဖွဲ့အထက်မှထားပြီးအစိုးရအဖွဲ့စည်းပုံရေးရမှာမိသားစုအိမ်တော်ကိုအစည်းအဝေးခေါ်ယူလုံဆောင်ခြင်းတွေဟာဘသူ့ရဲ့လွှမ်းမိုးမှုအဓိကကျလဲဆိုတာပြသနေတယ်ဆိုပါတယ်ထိုင်းနိုင်ငံဟာအပြော်ရန်လေ့ကျင့်ခွင့်မဟုတ်ကြောင်းပြင်းပြထန်ထန် ပြောဆိုဝေဖန်သွားတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ပေတုံတန်းရှင်နာဘက်ကတော့အကုန်လုံးကိုပြန်လည်ရှင်းလင်းမယ်ဆိုပြီးပြောထားတာဖြစ်ပါလေ။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါသေးတယ်။ မရိကန်ပညာရေးဌာနကတော့ဂရိပေးရတဲ့အတိုင်းဒေါ်နယ်ထရန့်ကဖျက်သိမ်းလိုက်ပါတယ်။ငင်းပွားပွေရတဲ့အန်ဩစရာသမရအမှုဆောင်မိန့်တွေကိုစတိုက်သုံးပြီးပိတ်သိမ်းဖျက်တောက်မှုများစွာလုပ်တဲ့အမေရိကန်သမရထရန့်ဟာမဲဆွဲစဉ်ကာလဂရိပြုတဲ့အတိုင်းအမေရိကန်ပညာရေးဝန်ကြီးဌာနကသူ့အမှုဆောင်မိန့်နဲ့ဖျက်သိမ်းကြောင်းထုတ်ပြန်တည်ပြုပါတယ်။2024ရွေးကောက်ပွဲအတွက်မဲဆွဲစဉ်ထရန့်ကအမေရိကန်ပညာရေးဌာနအေဂျင်စီဟာနိုင်ငံပိုင်ငွေတွေဖြုန်းတီးနေခြင်းနဲ့ liberal ဘွားတော့ကိုရှုတ်ချတဲ့စနစ်ကိုတွင်တွင်သုံးနေတဲ့အတွက်မိမိမင်းနိုင်ဒီဌာနကိုဖျက်သိမ်းမယ်လို့ကတိပေးခဲ့ပါတယ်။အခုအဲ့ဒီကတိတိုင်းဖျက်သိမ်းခြင်းဖြစ်ကြောင်း Trump အစိုးရဖွဲ့ပညာရေးဝန်ကြီးကထုတ်ပြန်ပါတယ်။ဒီလိုဖျက်သိမ်းရမှာဥပဒေအရအဆုံးစွန်ဆုံး shock ကမှုခွင့်ပြုမှုလိုအပ်တဲ့နောက်ခြေလမ်းအသစ်တွေချမှတ်ပြီးသမရမိတ်ထုတ်ပြန်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင် American ပညာရေးစနစ်ကိုနိုင်ငံတော်အစိုးရဖွဲ့နဲ့ဒေသဆိုင်ရာအတိုင်းဝိုင်းထံပြန်လွှဲပေးရမယ်လို့ဆိုပါတယ်။ မရိကန်ပညာရေးဌာနကို1989ခုနှစ်ကစတင်ထူထောင်ခဲ့ပြီးဒီမိုကရက်တရဲ့အဓိကကြောထောက်နောက်ခံပြုရာအေဂျင်စီဖြစ်ရာလွှတ်တော်မဝင်ပါဝင်ပဲသမ္မတအမိန့်တစ်ခုတည်းနဲ့ပိတ်သိမ်းခြင်းမပြုနိုင်တဲ့မူရဒီမိုကရက်ပါတီဘက်မှာတော့ဆန့်ကျင်ဖို့ပြင်နေပါတယ်။ဒေါ်နယ်ထရန့်ကတိုက်တဲ1လို့သတ်မှတ်တဲ့ Federal Season မှာဝင်ဝင်နဲ့ကြောင်းသားတဲ့အတွက်ပုံမှန်အဆင့်မြင့်ပါတယ်။မူလာတန်းနဲ့အလဲတန်းထောက်ပံ့ငွေတွေကို ပေးခြင်းနဲ့ကျောင်းသားချင်းွေကဏ္ဍထားရှိရမှာအကျွေး1.6 trillion တင်ထားခြင်းဒါရီအားပင်ရိုက်ဌာနကဘသူကတောင်းယူဖြည့်ရှင်းပေးမလဲလို့ထွက်ကမေးခွန်းထုတ်ပါလေ။ဒါကြောင့်ဖြည့်ရှင်းပေးမဲ့သူမရှိတဲ့အတွက်ဖြတ်သိမ်းခြင်းဖြစ်ကြောင်းနဲ့နိုင်ငံအတွက်ဒီငွေတွေကျောင်းသားများဘက်မှမဖြစ်မနေပြန်ပေးရမယ်ပြောပါတယ်။နောက်လာမယ့် Federal ကျောင်းသားထောက်ပံ့မှုနဲ့ချင်းွေလုပ်ငန်းစဉ်ကိုမိမိအစိုးရဖွဲ့မှဥဆောင်လမ်းစဉ်ချမှတ်ပြီး ဆက်လက်တောင်းယူသွားမယ်လို့ဒေါ်နယ်ထရန့်ကပြောခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးရုရှားဘက်ကနေမမိတ်မတုံထောက်ခံကြောင်းမြောက်ကိုရီးယားကောင်ဆောင်ခင်ဂျုံအွန်ကပြောပါတယ်။ယူကရိန်းစစ်ပွဲမှာရုရှားကိုထောက်ခံကြောင်းခင်ဂျုံအွန်ကပြောင်းရမ်းမြို့ကိုရောက်လာတယ်ရုရှားလုံခြုံရေးကောင်စီကြီးကစာကေးရွှိုင်းကူနဲ့တွေ့ဆုံချိန်မှာပြောကြားခဲ့ပါတယ်ရုရှားယူကရိန်းစစ်ပွဲမှာမြောက်ကိုရီးယားစစ်သားတွေထိခိုက်ဆုံးရှုံးမှုများခဲ့တဲ့အတွက်မြောက်ကိုရီးယားဟာ ရုရှားကိုနောက်ထပ်အစ်စ်တီတွေစေလွတ်ခဲ့ပွဲရှိကြောင်းတောင်ကိုရီးယားထောက်လိုင်းအဖွဲ့ကခံမှန်းပြောပြီးနောက်ကင်ဂျွန်ဝမ်နဲ့ဇာဂေးရှွမ်ကူတို့အစည်းအဝေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဘရိုက်ကန်သမ္မတထရန့်ဟာယူကရိန်းရုရှားခေါင်းဆောင်တွေနဲ့ဆွေးနွေးခဲ့ပြီးနောက်ယူကရိန်းနဲ့ရုရှားဟာထရန့်ရဲ့အပြစ်ခတ်ရစဲရေးအစိုးပြုချက်ကိုမူရတော့သဘောတူပါတယ်။ကင်ဂျွန်ဝမ်နဲ့ဆာဂေးရှွမ်ကူတို့ဟာယူကရိန်းရုရှားစစ်ပွဲဘရိုက်ကန်နဲ့ရုရှားဆူရဆွနစ်မှုတွေကိုရီးယားကျွန်းဆွယ်လုံခြုံရေးအခြေအနေပါဝင် များပြားတဲ့ကိစ္စတွေကိုဆွေးနွေးခဲ့ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့နှစ်ကပြုံရမ်းမှာပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာနှစ်နိုင်ငံကြားအပြန်အလှန်ကာကွယ်ရေးစာချုပ်ချုပ်ဆောင်မှုကိုခြွင်းချက်မရှိဆက်လက်ထိန်းသိမ်းသွားမယ်။နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ဆန္ဒကိုလည်းကင်ဂျွန်ဟန်နဲ့ဆာဂေးရွှမ်းဂူတို့ကထပ်လောင်းပြည်ပြပါတယ်။အစည်းအဝေးမှာကင်ဂျွန်ဟန်ကမြောက်ကိုရီးယားဆိုရဟာရုရှားရဲ့မျိုးသားချုပ်ချာအာဏာနေမီတီတက်ခိုင်မြဲမှုလုံခြုံရေးကြိုးစားပွဲကိုကောက်ွက်နေတဲ့ဒိဋ္ဌိတွေအတွက်အစဉ်မြဲထောက်ခံကြောင်းပြောပါတယ်။ ။စာကိန်းရှိုင်းကူကလည်းကင်ဂျွန်အန်ကိုနှုတ်ခွန်းဆက်ကြောင်းရုရှားသမ္မတပူတင်ကအမှားစကားကိုပြောခဲ့ပြီးမကြာမီပြုတ်လောက်ခဲ့တဲ့နှစ်နိုင်ငံအစည်းအဝေးမှာရခဲ့တဲ့သဘောတူညီချက်ကိုအကောင့်ထည့်ဖို့အာယုံဆိုင်လုပ်မယ်လို့ကတိပြုခဲ့ပါတယ်။ပထဝီနိုင်ငံကြီးပြည်ထနာတွေယူကရိန်းရေးတွေမှာရုရှားဘက်ကနေရည်တည်ပေးတဲ့မြောက်ကိုရီးယားကိုလည်းကျေးဇူးတင်တယ်ပြောပါတယ်။ဆာဂေးရှန်ကူနဲ့ကင်ဂျုံအန်တို့ကြားထဲမှာသဘောတူညီချက်အသစ်ရရှိခဲ့ခြင်းရှိမှရှိတော့မသိရပါဘူး။မြောက်ကိုရီးယားဟာပြီးခဲ့တဲ့နှစ်ကရုရှားအား လက်နက်အများပြားထောက်ပံ့ပေးခဲ့ပြီးစစ်သည်တပေါင်းမှတပေါင်း2000ဒီဆေးလုပ်ပြီးစစ်ကိုပေးခဲ့ကြောင်းအမေရိကန်ထောက်လှမ်းရေးတွေကပြောပါတယ်။တောင်ကိုရီးယားထောက်လှမ်းရေးဖွဲ့ထုတ်ပြန်ကြရမြောက်ကိုရီးယားဟာရုရှားကိုစစ်သည်ဘလောက်ဆေးလွှတ်ထားလဲဆိုတာအတိအကျသိဖို့ကြိုးပမ်းနေကြောင်းပြောပါတယ်။အနည်းဆုံးစစ်သည်တထောင်ကနေ3000လောက်လောက်ရှိမယ်ဆိုပါတယ်။မြောက်ကိုရီးယားဟာရုရှားကိုစစ်ကိုပေးခဲ့တဲ့အတွက်ပြန်လည်အနေနဲ့ရုရှားစီကနေစစ်ရေးစီးပွားရေးစစ်ဘက်ဆိုင်ရာနှိပညာကူညီတွေပြန်လည်ရရှိနေတယ်လို့သိရပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ကုံသွေးရေးစစ်ပွဲစိန်ခေါ်မှုကိုဖြည့်ရှင်းနိုင်ဖို့ပြင်ဆင်ထားပြီးပြီလို့တရုတ်ကပြောပါတယ်။အမေရိကန်ရဲ့အခွန်အရေးတိုးမြင့်ကောက်ခံမှုနဲ့ဆက်နွယ်နေတဲ့ပြည်ပစိန်ခေါ်မှုတွေမြင့်တက်လာခြင်းမှာကြုံတွေ့ရလာနိုင်တဲ့အခက်အခဲတွေကိုဖြည့်ရှင်းနိုင်စွမ်းအားမြင့်တင်ကြဖို့တရုတ်ဝန်ကြီးချုပ်လီချန်းကတရုတ်ပြည်ပကုံသွေးရေးလုပ်ငန်းတွေကို တိုက်တွန်းပါတယ်။လက်ရှိပြည်ပကုံသွေးရေးခြေနေဟာရှုပ်ထွေးပြီးဆိုးဝါးနေပါတယ်လို့ ဝန်ခံပြောပါတယ်ခုချမ်းပြည်နယ်ကိုတွားရောက်တဲ့ခရီးစဉ်မှာတရုတ်ဝန်ကြီးချုပ်ကပြောခဲ့တာပါကျွန်တော်တို့အနေနဲ့စိန်ခေါ်မှုတွေကိုညီညွတ်စွာရင်ဆိုင်ဖို့တန်တိတ်ထန်ချထားပါမယ်ကျွန်တော်တို့ရဲ့အခက်အခဲဖြစ်ရှင်းတဲ့ဇာတ်ကိုလည်းမြင့်တင်ရပါမယ်လို့တရုတ်ဝန်ကြီးချုပ်ကပြောပါတယ်ဒါအပြင်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ဈေးကွက်ကိုဖြန့်ကျက်ဖို့ကုန်သွယ်ရေးလမ်းကြောင်းတွေပေါ်ဖို့ကုန်ထုတ်လုပ်ငန်းရှင်းပြနိုင်စွမ်းကိုမြင့်တင်ဖို့ပြည်တွင်းပြည်ပကုန်သွယ်ရေးပေါင်းစပ်မှုကိုအရှိန်မြှင့်ဖို့ ကျိုးပန်းလုံဆောင်ချဖို့လိချံကတိုက်တွန်းပါတယ်။ပို့ကုန်ကဏ္ဍဟာကမ္ဘာဒုတိယစီးပွားရေးအင်အားအကြီးဆုံးတရုတ်ရဲ့စီးပွားရေးဖွံ့ဖြိုးရေးအတွက်အဓိကမောင်းနှင်အားတွေမှတစ်ခုဖြစ်ပါတယ်။လက်ရှိအမေရိကန်သမ္မတထရန့်အာနာရလာချိန်အမေရိကန်ကိုတင်ပို့တဲ့တရုတ်ရဲ့ကုန်စည်တွေကိုအခွန်များတိုးမြင့်ကောက်ခံနေတဲ့အတွက်ဖိအားတွေနဲ့ရင်ဆိုင်ရခြင်းမှာလီချန်ရဲ့မှတ်ချက်ခပ်ပေါ်လာတာပါ။ပေါ်ကလီကကုမ္ပဏီတွေဟာတရုတ်ရဲ့ပြည်ပကုန်သွယ်ရေးမှာပါဝင်နေတဲ့အကြီးဆုံး အကြောင်းရင်းခံနေဖြစ်ကြောင်းလည်းဝန်ကြီးချုပ်ကပြောပါတယ်။အလွန်ပေါင်းစုံမှရှိနေတဲ့အာဏာပိုင်အနေနဲ့ပြီးခဲ့တဲ့လကပေကျင်းမှာလုပ်ခဲ့တဲ့ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များဆွေးနွေးပွဲရဲ့အနှစ်သာရကို ကောင်းထည်ဖော်သင့်ပါတယ်။ပုံမကောင်းမွန်တဲ့စီးပွားရေးမူဝါဒကိုဖန်တီးဖို့ခိုင်မာတဲ့မူဝါဒချမှတ်ပြီးကုညီသင့်တယ်လို့တရုတ်ဝန်ကြီးချုပ်ကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ အင်ဒိုနီးရှားသမ္မတပရာဘိုဆိုဘီယန်တိုရဲ့မူဝါဒကြောင့်အင်ဒိုနီးရှားရဲ့ဆော့ရှယ်ဈေးတွေကျဆင်းသွားတယ်လို့သိရပါတယ်။မကြသေးမီလတွေအတွင်းအင်ဒိုနီးရှားနိုင်ငံရဲ့စီးပွားရေးစီးမျဉ်းကိုပြောင်းလဲခဲ့တဲ့အတွက်ဆော့ရှယ်ဈေးကွက်ထဲမှာပူပင်တော့ကတွေမြင့်တက်စေပြီးရင်းနှီးမြှုပ်နှံသူတွေရဲ့စိတ်ရှိတိကျမှုလည်းလျော့နယ်လာခဲ့တယ်လို့ဘန်ကောက်ပို့စ်ကဖော်ပြပါတယ်။ဘိုဂျိုဟောလူဖြစ်တဲ့ပရာဘိုဟာသူ့ရဲ့ဘတ်ဂျက်စီစဉ်တဲ့အတွက်ရင်းနှီးမြှုပ်နှံသူတွေကိုစိုးရိမ်စေပါတယ်။ ဘိုးဘဲလွတ်လပ်စွာယတိမှုကိုရှင်းချဖို့စီစဉ်ခဲ့က Apple ကဲ့သို့ပြည်ပစီးပွားရေးလုပ်ငန်းတွေကိုစတင်တဲ့မူဝါဒကိုချမှတ်ဖို့စီစဉ်နေပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းရက်ဘတ်အုပ်ချုပ်ရေးကဏ္ဍမှာစစ်တပ်ခန့်ကဏ္ဍပုံမထည့်သွင်းတဲ့ဥပဒေကြမ်းကြောက်ဂျကတာမြို့တော်လမ်းမပေါ်မှာဆန္ဒပြပွဲတွေအပြင်းထန်ဖြစ်နေပါတယ်။အစိုးရဘတ်ဂျက်ကိုစလစ်နှစ်ကြာကိုင်းမထင်းသိမ်းခဲ့တဲ့ဗန်နာယီဝန်ကြီးဟာယာဒူမနှုတ်ထွက်ခွက်ရှိတဲ့ဆိုတဲ့ကောလာဟာလာတဲ့ရင်းနဲ့ပြန့်နှံ့လာမှုနဲ့အတူအခြေအနေက ပုံမရှုပ်ထွေးခဲ့ပါတယ် စတောက်ရှယ်ယာဇီကွက်ဟာသီးသားကျဆင်းသွားပြီး၃နှစ်တွင်ဆန်းကျင်ရင်ကျဆင်းခဲ့ပါတယ်။ဒါကြောင့်အစိုးရတောင်းရှိသူတွေကလူလူရှိမောက်ထပ်ပေါ်ခဲ့ပြီး ကောလာဟာလာတွေကိုညှင်းဆုပ်ပါတယ်။ဘိုဘန်ကလည်းခုနှစ်တွင်မှအာရှရဲ့အစိုးရဆုံးငွေကြေးဖြစ်တဲ့အင်ဒိုနီးရှားရဲ့နိုင်ငံသုံးရူပီငွေကြေးကိုကောက်ွယ်ပေးဖို့ဂျာဝင်ဆောင်ရတဲ့အခြေအနေရောက်နေပါတယ်။ကောလာဟာလာယာဆိုးရွားဖွယ်တွေကပြည်ပြောင်းလဲသမားတွေဖယ်ရှားပြစ်မှလူတွေကစိုးရိမ်နေကြတယ်လို့အရှိတော်အာရှစတရရှယ်ယာတွေကိုယင်းနှိမ့်နှုံနေတဲ့ ကုမ္ပဏီတွေကပြောပါလေ Indonesia မှာပုံမှန်နှရှမ်းတဲ့စီးပွားရေးပြဿနာတွေကိုမြင်တွေ့နေရပါပြီ Indonesia ဟာတမားထရဲ့စီးချက်ခွန်ချိန်ချောင်းမှုနဲ့ Indonesia ကုန်ကျစရိတ်တွေကိုတရုတ်ရဲ့ဝယ်လိုအားရောကျနေခြင်း Prabowo ရဲ့မူဝါဒဟာယင်းနှိမ့်ညွတ်တဲ့သူတွေကိုပုံမှန်ခက်ခဲစေပါလေ Jakarta Composite Store ရှာနှုန်းကင်းဟာ2.6ရာခိုင်နှုန်းအထိကျဆင်းသွားပြီးဒီနှုန်းကဟာအာရှမှာဆွမ်းဆောင်ရေးအဆိုအဝါဆုံး Store ရှာဈေးကွက်ထဲမှာပါဝင်သွားပြီဖြစ်ပါတယ်။ နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ဂျပန်နိုင်ငံမှာနွားချီကနေဟိုက်ဒရိုဂျင်လောင်စာထုတ်လုပ်နေတယ်လို့သိရပါတယ်။ဂျပန်နိုင်ငံမြောက်ပိုင်းဟိုကိုင်းဒိုကျွန်းပေါ်မှာမြို့တစ်မြို့မှာနွားချီကနေဟိုက်ဒရိုဂျင်လောင်စာထုတ်လုပ်လျက်ရှိပါတယ်။ဂျပန်နိုင်ငံကုန်းမြေတူရဲ့20ရာခိုင်နှုန်းရှိပြီးဒုတိယအကြီးဆုံးကျွန်းဖြစ်တဲ့ဟိုကိုင်းဒိုကျွန်းဟာဂျပန်နိုင်ငံရဲ့နှုတ်ထွက်ပစ္စည်း50ရာခိုင်နှုန်းကျော်ထွက်ရှိရာဖြစ်ပြီးကျွန်းပေါ်မှာနွားကောင်ကြီးတန်းတန်းကျော်ပါတယ်။နွားကောင်ကြီးများလုံးတာကြောင့်နွားချီတွေကိုစီမံခန့်ခွဲဖို့ကလည်းထည့်သွင်းစဉ်းစားစရာကိစ္စဖြစ်လာပါတယ်။ နှစ်စဉ်နေတိုင်းဟိုကိုင်းတို့မှာတော့ချီတန်ချင်းတန်း20ထွက်ပြီးတော့ထိသိမ်းစီမံမှုမနိုင်မနေဖြစ်ရင်သဘောပေါက်ဝင်ခြင်းတော့ဘုံတော့ဘုံဖြစ်စင်တယ်လို့မိသိန်းတငွေအများအပြားထွက်ရှိစင်နေပါတယ်။ဒါအပြင်မြေချောင်းတွေလည်းစည်စင်းသွားရင်ရေရုရေသွေးကိုလည်းထိခိုက်စေမှာပါ။ပြောရမယ်ဆိုရင်ရှီကောင်းအီဟိုက်ဒရိုဂျင်ဆက်ကတော့နွားချီတွေကိုဟိုက်ဒရိုဂျင်ထုတ်လုပ်မဲ့ကုန်ကျန်းအဖြစ်အသုံးပြုရရှိပါတယ် ဒေတာတွေဝေးလံခေါင်းတည်တဲ့ဒေတာတွေကိုပံ့ပိုးနိုင်ဖို့အတွက်စိုက်ပျိုးရေးဆိုင်ရာဆွမ်းပြပစ္စည်းတွေကလည်းဟိုက်ဒရိုဂျင် ထုတ်ဖို့ယူရပြီးဒီစီမံကိန်းကိုဂျပန်နိုင်ငံသဘောပေါက်ဝင်ကြီးဌာနက2015မှာစတင်ခဲ့တာပါနွားချံတွေကလည်းနွားချီနဲ့နွားချင်းငယ်ရေကိုလိုက်လံစုဆောင်ပြီးပင်မဆဲုံမှာဘက်တီးရီးယားဆိုင်ရာတပ်ခွင့်မှုတွေလုပ်ပြီးဇီဝတက်ငွေထောက်အောင်လှုံ့ဆော်တာဖြစ်ပါတယ်ဇီဝတက်ငွေကိုမိသိန်းတက်ငွေဆင်းသိမ်းဖြစ်အောင်တန့်စင်ပြီးတော့ဟိုက်ဒရိုဂျင်ထုတ်လုပ်လုပ်ငန်းစဉ်မှာသုံးပါတယ်ဂျပန်နိုင်ငံမှာရှိတဲ့ဖုတ်ကူအကောင်မှာလည်းလူမစင်ကလည်းဟိုက်ဒရိုဂျင်တွေထုတ်လုပ်လျက်ရှိပါတယ် ။နောက်ဆုံးသတင်းတစ်ပုဒ်ပြောချင်ပါတယ်။တရုတ်ခီးသွားတွေကိုကိုရီးယားကနေပြီးတော့ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပေးမယ်လို့ဆိုပါတယ်။အာရှပစိဖိတ်ထည်သည့်စီဝေလက်ခံကျင်းပဖို့ရှိတာကြောင့်တောင်ကိုရီးယားဟာနိုင်ငံခီးသွားလုပ်ငန်းကိုမြှင့်တင်မှုအခုနှစ်တတိယသုံးလပတ်မှာတရုတ်ခီးသွားတွေကိုဗီဇာကင်းလွတ်ခွင့်ပေးသွားမယ်လို့ပြောလိုက်ပါတယ်။တရုတ်စစ်ရကစီးပွားရေးခီးသွားခြင်းနဲ့မိသားစုလည်းပဲခီးစဉ်အတွက်တောင်ကိုရီးယားအခြားအာရှနဲ့ဥရောပနိုင်ငံများမှနိုင်ငံသားတွေကိုဗီဇာကင်းလွတ်ခွင့်ပေးခြင်းကို 2025နှစ်ကုန်အထိတက်တန်းတူကိုပြီးခဲ့တဲ့နိုဝင်ဘာမှာဆုံးဖြတ်ခဲ့ပြီးနောက်တောင်ကိုရီးယားရဲ့အခုအစီအစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်2024မှာတောင်ကိုရီးယားကိုလာတဲ့ခီးသွွားဥယျာဉ်16တန်းကျော်ရှိပြီးယမနစ်ကထက်48ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်ကိုဗစ်မဖြစ်မီ2019ကတော့18တန်းကျော်ရှိပါတယ်တရုတ်ခီးသွွားဥယျာဉ်28ရာခိုင်နှုန်းနဲ့အများဆုံးပါဝင်ခဲ့တယ်လို့သိရပါတယ်2025မှာလည်းခီးသွွားဝင်ရောင်းမှု18တန်းကျော်ရောက်ရှိရေးမျှော်မှန်းနေတာဖြစ်ပါတယ် ။ဒါအပြင်တရုတ်ခီးတဲ့တွေဒီနေ့ပို့ပြီးလာဖို့အတွက်တောင်ကိုရီးယားဆွေကမျှော်လင့်နေတယ်လို့သိရပါတယ်။